စိန်တိုင်းပန်ရှင်တထင်းမကြီးဖြစ်နေပြီမို့မင်းသမီးမလို့တော့ပဲဆိုတော့အနေနဲ့တချင်းတွေထုတ်ဆိုနေပြီဖြစ်တဲ့ဘိုးကြဖြူခင်အလုံးမဲမင်္ဂလာပေါင်းဗမစ်စနောင်းကနေကျဆလိုက်ပါတယ်ဘိုးကြဖြူခင်ကတချိန်တုန်းကမင်းသမီးဆိုတဲ့ဖြစ်တည်မှုတွေကိုဆွန့်လွတ်ကစိန်ဆိုင်ပန်ရှင်တထေးကတော်ဖြစ်အဝါကိုဖျက်ဆီးနေကြတာနှစ်နှစ်ကျော်ဝင်းကျင်တာရှိလို့နေပြီဖြစ်ပါတယ်အကောထွန်းနဲ့ယူလိုက်တဲ့အတွက်အိမ်တော်ရှင်မတူအနေနဲ့ရောစီးပွားရေးလုပ်ငန်းရှင်တယောက်အနေနဲ့ပါဘဝကိုကျင်းလဲဖြတ်သန်းဖို့လိုအပ်လာခဲ့ပါတယ် အကိုထွန်းကအလုံးသိတဲ့အတိုင်းကလေး၃ယောက်ကိုဆွဲကသူမရင်ခွင်နဲ့ရောက်လာတာမို့ကလေးတွေရဲ့တာဝန်တွေကုန်မိခင်အနေနဲ့တာဝန်ယူကမင်းသမီးလည်းမလုံနိုင်တော့ပါဘူးကလေးများများမွေးရတာကြိုက်တဲ့အကိုထွန်းအတွက်ကလေးတွေတယောက်ပြီးတယောက်မွေးရင်ဖြတ်သန်းနေတာပေါ့အခုလရှိမှလည်းဒုတိယကိုဝင်ကိုလွဲထားရပါတယ်ပိုးချဖြူခင်းကတစ်ဖက်မှာကလေးတာဝန်တွေယူသလိုတစ်ဖက်မှာယရနာဖီခေထွန်းဆိုင်ကြီးကိုရောင်းဝတ်တတ်ထက်တောင်းစ조사နေရရှာပါတယ်ယရနာဖီခေထွန်းဆိုင်ကလည်းပိုးချဖြူခင်းရဲ့အရှိန်အဝါကြောင့်နှစ်နှစ်အတွင်းမှာရောင်းဝတ်အတော်လေးကိုတက်လာခဲ့တာပါ ဒီလိုရောင်းဝတက်လာတဲ့ဆိုတာကလည်းဘိုးချဖြူခင်တယောက်ပရိသတ်တွေနဲ့အဆက်အသွယ်မပြောင်းစူးစမ်းနိုင်တာကြောင့်ပေါ့အရင်ကမင်းသမီးလောက်ခဲ့တဲ့အချိန်ဝါကြောင့်ပရိသတ်တွေကအားပေးနေတာဖြစ်တယ်လို့လူစိတ်ဝင်စားမယ့်အရာတွေကိုလည်းမကြခဏဆိုတလို့လုပ်ပြရပါတယ်ဘိုးချဖြူခင်အတွက်လက်ရှိအနေထားမှာတော့မင်းသမီးပြန်လို့ဖို့ကဝေးသက်ထဝေးလာတာပေါ့ရုပ်ရှင်တကားကိုတလားလောက်စိတ်ရောကိုယ်ပါနှစ်ကစူးစမ်းဖို့ဆိုတော့အချိန်မပေးနိုင်တော့ပါဘူးအနည်းပညာလောကနဲ့လည်းအဆက်မပြတ်ဖို့အတွက်ဘိုးချဖြူခင်ကအစိုးပိုင်းကိုတဖြည်းဖြည်းချင်းရွေးချယ်လို့လာတာပေါ့ ဗိုလ်ချုပ်ဖြူခင်အားဟိုးရင်ကလေးကတချင်းဆိုရတာကိုစိတ်နဲ့သက်ပါတယ်ဒါပေမဲ့ကိုရိုင်းအခွေထောက်ကတချင်းဆိုဖို့အတွက်လည်းမလုံနိုင်ခဲ့ပါဘူးအကိုထုံးနဲ့လက်ထပ်ပြီးချိန်မှာဗိုလ်ချုပ်ဖြူခင်အတွက်ဖြစ်ချင်တာအလောင်းကိုအကောင့်ထဲပို့နိုင်ပါတယ်ဗိုလ်ချုပ်ဖြူခင်ကတချင်းဆိုရတာဝါသနာပါတဲ့အတွက်တချင်းတွေကိုကိုရိုင်းငွေထောက်ကတီးဆိုလာတာပါအကိုထုံးနဲ့မင်္ဂလာသက်တမ်းတစ်နှစ်ပြည့်တုန်းကလည်းဗိုလ်ချုပ်ဖြူခင်တို့ကဇုံတွဲတချင်းလေးတစ်ပုဒ်ကိုတီးဆိုခဲ့ပါတယ်အစောတော့တယောက်မဟုတ်ပေမဲ့လည်းဆရာရီနဲ့တေချာတင်ကတချင်းတစ်ပုဒ်ကိုဖြစ်အောင်တီးဆိုခဲ့ကြတာပါ ဒါအပြင်ဗိုလ်ချဖြူခင်တို့ကနှစ်နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက်လည်းတချင်းတစ်ပုတ်ထုတ်လာခဲ့ပါတယ်မင်္ဂလာနှစ်ပတ်လည်ကလေးလပိုင်း၁၇ရက်နေ့ကနှစ်နှစ်ပြည့်တာပေါ့ဒါပေမဲ့အဲ့ဒီတုန်းကငလျင်ဘေးနဲ့လူတိုင်းကစိုးရိမ်ပူပန်နေကြတဲ့အတွက်ဗိုလ်ချဖြူခင်တို့ကတချင်းကိုမထုတ်ဖြစ်ခဲ့ပါဘူးဆိုင်ရဲ့နှစ်နှစ်ပြည့်အထိမ်းမမသာအကောထုံးနဲ့တီးဆိုထားတဲ့အရေးတစ်ခုလိုတချင်းကိုပြန်ဆိုခဲ့တာပေါ့ အရေးတစ်ခုလို့တခြင်းကအောင်မြင်ပြီးသားတခြင်းဖြစ်တဲ့အတွက်ဘောကြဖြူခင်တို့ကတင်းဆရာစီကနေတခြင်းကိုပြောင်းဝဲကတီဆိုခဲ့တာပါတခြင်းထဲမှာဘောကြဖြူခင်ကအဓိကတီဆိုထားတာဖြစ်ပြီးအကိုထွန်းကလည်းအတူလိုက်ဆိုထားပေးပါတယ်ဘောကြဖြူခင်ကတခြင်းတွေတပုတ်ပြီးတပုတ်ဆိုကအစရောလောကရဲ့ကိုတွန်းဝင်လို့နေတာပါခင်မောဖြစ်သူအကိုထွန်းကလည်းတခြင်းဆိုရတာဝါသနာပါသူဖြစ်တဲ့အတွက်တခြင်းတွေလောက်ရင်အဆင်ပြေနေကြတာပါဘောကြဖြူခင်ရဲ့အတန်ကနားထောင်လို့ကောင်းနေဆိုပြီးပရိသတ်တွေကတော့ချီးကျူးနေကြပါတယ် ပရိသတ်ကြီးအောင်အကိုထုံးတဲ့ပိုးချဖြူခင်တို့ရဲ့တခြင်းလေးကိုနားထောင်ရတာသဘောကျလားဆိုတော့ခမမပြပြခဲ့ပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွဲကြပါအောင်နော်။ YouTube channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုလိုက်ပါရစေရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။